င်္ဂလာပါရှင် Share Go Media ကကြိုဆိုပါရစေ။ကျမတို့အခုတောင်ကြီးမြို့ရဲ့အမှတ်တော်အခြေခံပညာထက်တန်းကျောင်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။၂၀၂၅2026ခုနှစ်ပညာသင်နှစ်ရဲ့ကျောင်းအပ်နေသတင်းပတ်ကိုမေလ၂၂ရက်နေ့ကနေဇွန်လ၁ရက်နေ့အထိကျောင်းအပ်လက်ခံခဲ့ပြီးဖြစ်ပါတယ်ရှင်။၂၀၂၅ခုနှစ်ဇွန်လ၂ရက်နေ့ကနေစပြီးတော့၂၀၂၅2026ခုနှစ်ပညာသင်နှစ်ရဲ့ကျောင်းတက်ရက်ပထမဆုံးရက်ကိုကျောင်းသားကျောင်းသူတွေကပျော်ပျော်ရွှင်ရွှင်နဲ့တက်ရောက်နေရတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ 2025-2026ပညာသင်နှစ်အတွက်ကျောင်းနေရွယ်ကလေးများအားလုံးစင်စက်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစို့ဆောင်ပုံနေအညီရှမ်ပြည်နယ်အတွင်းမှာမေလ22ရက်နေ့ကနေစပြီးဇွန်လ1ရက်နေ့အထိကျောင်းအလက္ခဏာများဆောင်ရွက်ခဲ့ပြီးတော့ဇွန်လ2ရက်နေ့မှာဆိုရင်ကျောင်းတွေစတင်ဖွင့်လှစ်နေတာပဲဖြစ်ပါတယ်ရှင်2025-2026ပညာသင်နှစ်ရဲ့ပထမဆုံးကျောင်းဖွင့်ရဖြစ်တဲ့ဇွန်လ2ရက်နေ့မှာဆိုရင်ကျောင်းသားကျောင်းသူတွေကတနေ့လုံးပျော်ရွှင်စွာပညာသင်ကြားပြီးတဲ့နောက်မှာအိမ်ပြန်နေကြတဲ့ကျောင်းစင်းချိန်မြင်ဝင်ပဲဖြစ်ပါတယ်ရှင်